ောကောပရိသတ်များလို့မယ်မင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်စောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တမ်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြေသက်များအလုံးပဲမင်္ဂလာပါတနင်္ဂနွေနေ့မှာကျင်းပပြီးစီစွားခဲ့တဲ့ USC 313ကောင်းပွဲရဲ့ Joshua Van ပွဲဒီအစရှိတဲ့ပွဲကောင်းတွေကိုကျွန်တော်စီသူနဲ့အတူဆရာနံနွေငင်းချန်းကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအခုမင်္ဂလာပါဗျမင်္ဂလာပါဟုတ် USC 313ကတော့ဒါကောင်းပွဲကတော့ဒီ Parada ပေါ့နော်ပြီးတော့ကျွန်တော်တို့မြန်မာ Fighter Joshua Van လည်းပါတယ်ပြီးတော့ဒီ KG ပွဲလည်းပါတယ်ဆိုတော့ကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းခဲ့တယ်ကျွန်တော်ကောင်းပွဲအကြောင်းအရာလေးစပြောလိုက်မယ်နော်အခုအဲ့တော့ဒီ Paradise စွမ်းဆောင်ရေးပြီးတော့ Anchor Life ရဲ့ အဲဒီပွဲကိုဒီနီးစနစ်နီးပြူကကြကြဒီ check ပွဲတစ်ပွဲလိုမျိုးထိုးသွားရလို့ခံစားရတယ်ပေါ့နော်အခုဒီတရားရဲ့အပြိုင်မှုအကြောင်းလေးစပြီးတော့သုံးသပ်ပြပါအောင်ပေါ့ round 1 to 5ပေါ့နော်ဟုတ်ပါ for အဖအဖုံးမယ်အဖအဖုံးမယ်ကလောက်ပို့တိုက်တယ်ကလောက်တော့လည်းအရင်ကောင်းတယ်ဒါပေမဲ့ဒီကလောက်မှတူဦးအနေနဲ့ဒီကွင်းထဲမှာသူဘာလုပ်ပြနိုင်တယ်ဆိုတဲ့အချက်လေး tactical ပေါ့နော် tactical game plan ကောင်းကောင်းရှိလာသူတို့နီးပြရရဲ့ ဟောကြားချက်ကိုလိုက်နိုင်မယ်ခလားပြီးတော့ဒီအခြေအနေမှာသူ့ရဲ့ဒီနည်းပြရဲ့ညွှန်ကြားချက်အပေါ်မှာသူ execution လုပ်တဲ့အပိုင်းသူ့ရဲ့ technical skill set ကောင်းရည်လားပြီးတော့ဒီ defend နဲ့ attack ပေါ့နော်အဲ့ဒီအပိုင်းကြီးအကုန်လုံးသူပြည့်စုံတယ်အဲ့ဒီအပြင်ကိုကိုတော့ထပ်ပြီးတော့ကလာသမားတဦးစီကနေသူ့ရဲ့ move အကျင့်တွေပေါ့သူ့ရဲ့ footwork တွေသူ့ရဲ့ movement တွေ have movement တွေဆိုတော့ညသူ့ရဲ့ posture ဒီအရာတွေအကုန်လုံးကြည့်တဲ့အခါမှာပဲ ankle up သားသမားနှစ်ယောက်ကိုရှင်ပြည့်တဲ့အခါမှာဒီ confidence ကိုပြည့်မြင်ရတဲ့အပိုင်းပြီးတော့ဒီပေါ်ပါမှုလမ်းဆမ်းမှုကိုမြင်ရတဲ့အပိုင်းပြီးတော့အာရုံစုဆိုင်မှုကိုမြင်ရတဲ့အပိုင်းဒီအပိုင်းတွေမှာလည်းအကလာပတ်တိုက်တယ်ဆိုတော့ game ကတော့ဒီ close game ပေါ့နော်ဒါပေမဲ့ဟိုတကယ်တော့ကဏ္ဍတော်တော်များများမှာအကလာဟာအလားတူတူအသာသီးရပြန်လို့ပြောနေတယ်ဟုတ်ကဲ့ကိုဒီ anchor life အနေနဲ့တော်တော်လေး composure ရှိပြီးတော့တော်တော်လေးတည်တည်ငြိမ်ငြိမ်နဲ့ကစားနိုင်တယ် အခြားတစ်ပတ်မှာ parallel ကဒီကျွန်တော်မြင်နေကြမဟုတ်ပဲね confident အောင်နေတယ်လို့မျိုးဒါမှမဟုတ်လေဒီ anchor life ပေးတဲ့ဒီ pressure anchor life ပေးတဲ့ကစားဟန်ကို तू ပြင်းရှင်းပြီးပြောင်းနေတယ်လို့မျိုးဟိုတွေ့ခဲ့ရတယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့အခုဒီ parallel ရဲ့တုံ့ပြန်နိုင်စွမ်းနဲ့ပတ်သက်ပြီးတော့အခုတစ်ချက်လောက်တုံ့သက်ပြပါအောင်ဗျဟို game အတွင်းရဲ့ပြီး pre game အခြေအနေကြီးမှာဆိုအခုကတော့ဒါအခုတူဦးရဲ့ပြင်သမားရယ်မှာပဲအခုကသမားတူဦးကဘယ်လိုလုပ်ကြောက်မှာလဲကွာလို့ပြောတဲ့သူလည်းပြောရမှာလို့အခုအမြင်ကတော့ alpha parallel ခါ anchor life တောက်ဖြစ်ရှိပြီးတော့အင်ကာလာကတော့အလက်ပရာအတူတူအခွင့်အရေးဆိုတဲ့စိတ်မျိုးနဲ့ပွဲကိုရောက်လာတယ်။အဲ့မှာလည်းစောက်ခွာတယ်။ဆိုတော့ game ထဲမှာကျတော့အင်ကာလာအနေနဲ့ဒီအလက်ပရာကိုသူကြောက်ရကသူ့ရဲ့ဒီတော့လက်တီးပဲရှိတယ်ဟုတ်ပါတယ်ဟုတ်ဟုတ်ပေါ့လက်တီးပဲရှိတယ်ကျွန်တော်ဘာမှသူကြောက်တယ်မရှိဘူးဆိုတော့ဟုတ်တယ်သူ့လက်တီးရတယ်ထိကြလက်တီးအဲ့ထိကြလက်တီးအဲ့ထိကြလက်တီးကိုထွက်မလာဖို့အတွက်ဘာလုပ်ရမလဲဘယ်လိုတွေပြိတ်ဆို့ရမလဲသို့မဟုတ်ဘယ်လို အစီအစဉ်ဘလို့ game plan လဲဆိုရင်ဒီလက်စီကို clear out တားပြနိုင်တယ်အဲ့ဒီအချက်တွေကိုလည်း game နဲ့ပါ color ပတ်လုံးနိုင်တယ်နောက်တော့သူ soft ball ဖြစ်နေတဲ့အခါဟုတ်အဲ့ဒီဟာလည်းသူ့အတွက်အားသာချက်လို့ပြောအောင်ဘာကြောင့်လဲဆိုတော့ဟိုဘယ်တန်လဲလူပဲညာတန်လဲလူပဲဆိုရင်ညာတန်ကစားသမားတွေဟာပြိုင်ဖက်90%လုံးနဲ့ဒီညာတန်အချင်းချင်းကစားရတယ်အဲ့ဒီကစားတဲ့အခါမှာဘယ်တန်နဲ့ညစ်စားရတယ်ရှားတယ်ကိုယ်တို့ကဓာရီထိုးစမ်းတဲ့အခြေအနေဖြစ်ပြီးတော့ဟုတ်ဘယ်တန်ကစားသမားတွေကအများတန်လို့ညာတန်နဲ့ကစားရတယ်ညာ90%လုံးပါ ဲ့အတွက်သူတို့ဟာဒီဒီအခြေအနေကရင်ပါနေပြီဒါအဲ့ဒီအခြေအနေကလည်းအင်္ဂါလက်ကိုအားပါတယ်အနောက်တစ်ချက်ကတော့ဆိုးဆော့ပြောလို့ပေါ့ဒီအခုတို့ Elf Pereira အနေနဲ့ Angelic ရဲ့ power Angelic ရဲ့ပြီးတော့ဒီ counter ဒီအရာတွေကိုကြောက်တယ်ပြီးတော့ဟိုပြောမှဆို grappling ကိုကြောက် grappling ကိုကြောက်တဲ့အတွက်သူ့အနေနဲ့စိတ်ပွားတဲ့ပုံမပေါဘူးဒါကြောင့်လည်းဒီ game ကမစခင်တည်းကသူ့ဆီမှာစိုးရင်သိသိရှိနေပြီးတော့ဒီဘက်မှာကျတော့အခုမျိုးခုနေနဲ့ချင်းကက်တဲ့အနေအထားမျိုးဖြစ်သွားလို့ပြောလို့ရတယ် ဟုတ်ကဲ့ဟိုဟိုချောင်ပိတ်မိတဲ့ပုံစံမျိုးပေါ့နော်ဒီ skill set အဲ့ဒါအဲ့ဒါဒီမှာသူအများဖိတ်ဖိတ်မိသွားတယ်ဟုတ်ကဲ့နောက်တစ်ခုက full work ပေါ့နော်ပွဲအစပိုင်းတော့မှာပဲဒီ Alexandra ရဲ့ full work ကအလုပ်ဖြစ်တယ်ပြီးတော့ moving forward ကိုသူ့တိုးတိုးပြီးတော့ဒါပေမဲ့ angle ကဟိုတုထအများကြီးပုံမြင်တယ်အဲ့ဒါတော့တော့ငင်းလို့မရဘူးသူတို့မြောက်ရဲ့ face game တော့ကစားတဲ့ face က angle ကပါတယ်ဟိုက Joshua Van နဲ့ဒီဟိုကောင်းလေးပြည်တယ် Surya Surya ပွဲဆိုရင် Joshua Van က face ပါတယ်ဒါပေမဲ့ ဟို range ကိုချိန်လာကြတော့ဟိုဂျပန်လေးရပါတယ်အဲ့ဒီမှာဒီဘယ် angle ဘယ်ကြတော့လို့မဟုတ် pace လည်းတာတယ်ဒီ game ရဲ့ဒီ range ကိုချိန်တဲ့အပိုင်းလည်းတာတယ်အဲ့ explorer အနေနဲ့ तू လုတ်ချင်တဲ့အရာကိုတတိယလုတ်သွားဖို့တော့မှာတော်တော်ချိန်ဆနေရင်လည်းမလုတ်ပြတ်သွားဘူးဆိုတဲ့အနေအထားတိောက်သွားတယ်ဟုတ်ဘူးဆိုတော့ဒီဒီလိုအနေအထားတိောက်သွားတယ်ပြီးတော့ဒီ angle ရဲ့ stance ပေါ့နော်အပေါ်တော့အဲ့ဒီအချက်ကိုဟိုအမြဲတတိထားတယ်ကစားသမားတွေကဘယ်လို stance တွေ လို့ပို့စရနေတယ်လေဆိုတော့အပိုင်းဥမာအခုဒီ flight member တော့ဆိုတော့၎င်းနာမည်ကြည့်ရမှာဟုတ်ပါဘူးဒီကြောတွေကိုကာထားပြီးတော့နောက်တော့ဒီလက်သေးချက်တွေကိုချန်တိန်လုပ်ဖို့အတွက်သူသုံးနေကြတာကိုနောက်တစ်ခါဒီ my time ဆန်ရဖိကဘူးပြီးတော့ဒီမဟာမတ်အလီရဲ့ဒီ program လဲဆိုကျိုးတန်းပေါ်မှာကာခုန်တင်ပါကွာဆိုတော့ဒီအရာတွေအကုန်လုံးဟာဒီတရားသမားတွေရဲ့ program လဲအဲ့ဒီအဲ့ဒီ stance တွေပေါ့အဲ့ဒီမှာမှဥမာအခု mailwater ဆိုရင် 45kg လောက် ကောင်းပြီးတော့နေဟုတ်ကောအဲ့တော့ဒီဘက်မှာ color ရပါပြစ်မှတ်အကျယ်ကြီးပြက်ကွင်းကိုအကျယ်ကြီးမပေးထားဘူးတပေါင်းနေထားတယ်အဲ့ဒီ stand ကိုတိုက်တယ်နောက်တစ်ချက်ကအခုဒီ Tyson Fury နဲ့ဟို Usyk ဒီ Usyk နဲ့ပွဲမှာ Usyk ဟာ Tyson Fury ကိုကစားဖို့အတွက်ဒီ Tyson Fury ကိုပုံမှန်ဒီ side to side ဒီ hard movement လုပ်ပေးနေ up down hard movement လုပ်တော့ဒီဘက်မှာ color ကိုအဲ့ဒီပုံစံလိုလည်းကိုတွေ့ရသူ့အနေနဲ့အများကြီးပြင်ဆင်ထားပြီးတော့ အပြည့်စင်ထားတဲ့အရာအကုန်လုံးကိုဒီအချိုးညီညီနဲ့ထည့်တဲ့ percentage ထည့်တဲ့နေရာမှာထည့်တဲ့ဒီလောက်အကုန်ထည့်သွားပြီးတော့တကယ် perfect ဖြစ်တဲ့100% completely ဒီ program လို့ execution လို့ပြောလို့ရမယ် game plan နဲ့ကစားသွားနိုင်တယ်ဟုတ်ကဲ့ဒီအချက်တွေက ankler ကိုပွဲအစအဆုံးအခုအမြင်က9ကြိမ်လောက်တာဟုတ်ဒါပေမဲ့ဒီ dynamic scorecard ကိုကြည့်တဲ့အခါကျတော့1မှာ ဒီသုံးရောက်ခလုံးကပရလာပရလာပါလို့ပါလို့ပရလာကိုပါပြီးလဲဆိုဒီ chicken ကက်ကစ်ဟုတ်ကက်ကစ်ဒီနဲ့အပါပြီးသွားတာအမှန်တော့ဒါဘာမှမဟုတ်အမှထားပါတော့နှစ်ချီတိပြတ်သားတယ်သုံးချီပြတ်သားတယ်သုံးချီပိုပြတ်သားတယ်လေးချီပြတ်သားတယ်ငါးချီကတော့နှစ်ယောက်တစ်ယောက်ပေါ့နော်ဒီအပါပြီးတဲ့ပုံစံမတူဘူးတော့ချုံကြည့်လိုက်တော့တိုင်သုံးခလုံးကလုံးဝအငင်းပွားဝင်လို့ရှိနေပြီးသွားလို့ပြောလို့ရတယ်ဟုတ်ကဲ့ကိုပြီးတော့ဒီဟို တရအချီမှာဒီအခါ live ကတာနေပြီပေါ့နော်တာနေအချီမှာဒီစတုဒ္ဒအချီမှာကျွန်တော်တို့ဟိုအများကြီး clinch တွေတွေ့ခဲ့ရပြီတော့အဲ့ clinch တွေမှာအခါ live ကတော်တော်လေးထိန်းချုပ်နိုင်ခဲ့တယ်လို့ပြောနိုင်ပါတယ်။ရရအဲ့ clinch ကအရေးကြီးတယ်။ clinch ကဘာလို့အရေးကြီးလဲဆိုတော့ဒီ parallel ရဲ့ energy ကိုဖြိုချဟုတ်ကဲ့အဲ့သူ့ရဲ့နီးတွေကဒီ cut ကိုသွားတယ်ပေါင် tight ကိုသွားပေါင်ကိုသွားတယ်ခြေလုံးကိုသွားတယ်နောက်လျှောက်ပြီးတော့ဒီ locomotion ရဲ့ဘက်ပေါ့နော်ဒီ pipe ကိုသွားတယ် body shot တွေ tight တယ် အဲ့ဒီဟာအဲ့ clinch တိုင်းမှာအခါလက်အဲ့တော့တုံးနိုင်တော့သူတို့ကခြေမှာအခု cardio မတွေ့ရတော့ဟုတ်ကဲ့ seminar မတွေ့ရတော့ဘူးဟုတ်လို့ပြောတယ် seminar မတွေ့ရတော့ဟို elsbera ကသူတို့ကခြေမှာသူ့မှာနောက်ဆုံးအခြေမှာသူက light မထိုးလို့မဖြစ်လို့သာ light ထိုးရတာသူ့မှာ power တိတ်မပြန်တော့သူ power ကိုကောင်းကောင်းဖြေချသွားတယ်အဲ့တော့ဒီအဲ့ဒီ phase ကိုဟိုအခါလက်ကကျတော့၅ကြီလုံးဒီ set လုပ်သွားနိုင်ဟုတ်ကဲ့ဒီ elsbera ကမလုပ်နိုင်ဟုတ်ကဲ့ high phase ကြီးอ่ะပေါ့ တကယ် game plan ကိုလောကွက်တိပဲ plan ပဲအချိန်မှာဘယ်လိုမျိုးကစားမလဲဆိုတာကိုစနစ်တကျကစားသွားကစားသွားနိုင်တာတဖြစ်နောက်ကဒီ Angelov ရဲ့ Libya အဖွဲ့ဟောအခုတို့ကြားနေရတာပေါ့ပွဲထဲမှာသူ Libya အဖွဲ့က Russia လို့ပြောတယ်ဒီ commentator ကအင်္ဂလိပ်လို့ပြောပြီးနေတယ်ဟာကိုကြားနေရတော့ပြောသွားတယ်အရန်ကောင်းအရေးကြီးတဲ့အချက်ကဘာလဲဆိုတော့မင်းအများကြီးမြန်တယ်မင်းစာမထိုးနဲ့အဲ့ဒါကိုအထက်တက်မှာသူထိုးပြီသူလှုပ်ပြီဆိုတော့မင်းထိုးသူလှုပ်ပြီဆိုတော့မင်းထိုးဆိုတော့ Alex Pereira က တုတ်လို့မရတုတ်တာလည်းဝင်လာဆိုတော့ elephora အနေနဲ့ဒီ ankle ကိုသူ့ရဲ့ combo တချို့ထိတာလည်းရှိပါတယ်ဒါပေမဲ့ဒါကတော့၅ဂျီပေါ့တစ်မိနစ်ကို၅ဟို25မိနစ်အတွင်းပါဆိုတော့ဒါပေမဲ့ဒါ red event လို့ဖြစ်သွားတော့တော်တော်ဆက်ကြပါပါကျွန်တော် ankle ကဒီတော်တော်လေးကောင်းမွန်တဲ့ပုံစံနဲ့သူ့နည်းပြစကားကိုလည်းအတိအကျလိုက်လာရင်အနိုင်ရပါတယ်ပေါ့အရင်ခိုက်တာပါဟုတ်ကဲ့ကို ပြောမယ်ဆိုရင်ဒီကစားသမား၂ယောက်တွေးနေကျင်တာကျွန်တော်ဆိုရင်တော်တော်လေးကြာခဲ့ပြီပေါ့နော်တကယ်ဆိုရင် Anka Lev ကဟို Light Heavyweight Champion အရင်အောင်ဖြစ်တင်တာဒီ Jan Blaovic နဲ့ဘွဲမှာအာဒီတိစားအတားရခဲ့မှာ draw အနေနဲ့ဖြစ်ပြီးတော့သူကိုယ်တိုင်တော့ငိုပြီးတော့စဉ်းသွားခဲ့တာပေါ့နော်အခုအချိန်မှာတော့ဒီသူရဲ့ Titan နဲ့အာတကူသူကဆိုတာတကယ်စံက၃ယောက်ဖြစ်နော်ဟုတ်ကဲ့ကိုဒါပဲဒီမခါရှာမခါရှာဖြစ်ဟုတ်ဟုတ်ကဲ့ကိုအာဒီ Anka Live နဲ့ပတ်သက်ပြီးတော့ပြီးတော့ဒီ LS Farana နဲ့ပတ်သက်ပြီးတော့ကိုဒီ Light Heavyweight ဒီ champion တန်းရဲ့အခြေအနေလေးဒီအကြောင်းလေးလည်းထပ်ပြီးပြောပြပါအောင်ပေါ့ shop နဲ့ market share ကစားတော့ငါလည်းအဲ့လိုပဲဒီ shop ကကြတော့ပြောမှဆိုဒီ error လို့တော့မဟုတ်ဘူး error က starting တော့ဟုတ်ဒီဟာကြတော့ shop deliverer ကကြတော့ striking your wrestling ကိုရဟုတ်ကဲ့ဒါပေမဲ့ market share ကိုမရှိအောင်တကယ်မရှိအောင်အခုဒီမှာလည်းတကယ်တကယ်ကြတော့အခုမြင်လိုက် all rounded ဖြစ်ခြင်းဟာ အဲ့ခါမှဖြစ်အားပါချက်ဖြစ်ပြီးအခုဒီဘက်ဆိုရင်သူ ground ရွက်ကသားသွားတာဟုတ်ဟုတ်ပါ ground ကဒီ elf barra ကိုဟန့်ထားဖို့အတွက်တုံးသွားပြီးတကယ်တော့ stand fire ကိုပို့သွားတာအဲ့ stand fire မှာပါတော့တကယ်တော့ဒီ rush russian ကိုနော်ဒီ russian တွေကတောက်တာဟုတ်ပါအဲ့တော့ elf barra နဲ့ဒီ angle ပွဲက shot နဲ့ makasha ပွဲတို့ပြတ်မသွားပြီးမြဲတကယ်တမ်းကျတော့အခုအမြင်အခုလူဦးရေကဒါ type game ဟုတ်ဒီဘက်က angle နိုင်တော့အပြစ်ပါဟုတ်ကဲ့ပေါ့ ဟုတ်ကဲ့ပြီးတော့ဒီဒုကောင်ပွဲပေါ့နော်ဒုကောင်ပွဲကတော့ဒါဖစ်စဒီ KG နဲ့ဖစ်စနဲ့ပေါ့အဲကျွန်တော်ထုံးစံတိုင်းဒီ KG ရဲ့ပွဲရဲ့ထုံးစံတိုင်းပဲ Fight of the Night ကြီးတော့မြင်ခဲ့ရတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘာပြောစရာရှိုံမလဲဗျအကိုကလေအိုက်ပွဲကြည့်နေတဲ့ဟိုအခု1ပွဲကြီးလည်းသွားကြည့်တဲ့အခါကျတော့ဘာဘာတွေ့လဲဆိုတော့တေယုပြပွဲတွေတွေ့ဟုတ်ကဲ့ပွဲကတေယုပြပွဲတော့စမ်းဟုတ်ကဲ့အော်တေယုပြပွဲလို့ကစားမှကြားတယ်ပညာရည်ရလဲစုံတယ်အပွက်တွေကလည်းလွတ်လွတ်လပ်လပ်ကစားလွတ်လွတ်လပ်စိတ်ကြက်ကစားသွားတယ် လောက်ပါနှစ်ယောက်ဆုံးရဲ့စိတ်တက်ရောအရေးအသူရောအရန်ကြိုက်တယ်အဂျက်ဆန်ကေဂျီဟိုဘလိုကောင်းလဲဆိုတော့သူ့ရဲ့အခုမသွားမြင်လဲဆိုတော့အော်ကဘာသမားကောင်းတူဦးဆိုတာဂျက်ဆန်ကေဂျီဆိုဖိတ်ကမ်းရတာပါဟုတ်အပေါ်ဆုံးတာမရောက်ကဘာသမားကောင်းတူဟာ defense အခြေအနေကနေ attack ကို transition လုပ်သွားတဲ့အခြေအနေမှာဘလို့တုတ်ရှားသွားသလဲဆိုရမှာကြည့်ရအရန်အရာပါရှိတယ်အကေဂျီဟာပြောမယ်ဆိုကေဂျီကလက်တမားကိုလက်လက်အကူအသုံးပြုတဲ့ကဘာသမားဖြစ်တဲ့အတွက်ဘလို့ မြန်မာကစားသမားတွေအတွက်ဆိုရင်ဇကတ်ပေါက်တောင်းလို့ရတယ်ဟုတ်ကဲ့ကေဂျီကိုကြည့်ပြီးတော့သင်ယူညွှန်းနှံတာလုပ်လို့ရတယ်ခါကြီးပေါ့နော်ကေဂျီကတော့ဒီဘက်မှာထူးခြားကေဂျီကပြန်ပြီးတော့နဘန်းတွေပြန်တော့ပြန်ဆွဲသွားတာလည်းတွေ့ရတယ်ပေပလင်းတောင်းကပြန်ကစားသွားတာလည်းတွေ့ရတယ်ဒါပေမဲ့တပွဲလုံးချုပ်ကြည့်လိုက်ရင်ပြုံမှုအများကြီးတယ်နှုတ်သလုံးအများကြီးတယ်နှုတ်သလုံးတန်ပြန်နေအောင်ကစားတယ်ကေဂျီအသားရတယ်ဒါဖိုက်တိုက်တန်တဲ့အသားရပြီးတော့ကေဂျီရဲ့နံပါတ်ကလည်းဖိုက်တန်တယ်လို့ပြောရတယ်ဟုတ်ကဲ့ပေါ့ဒါပြောမယ်ဆိုရင်ကေဂျီအနေနဲ့ဒီ title shot ပေါ့နော်သူထပ် ေးသင့်တယ်ထပ်ပေးသင့်တာဘယ်လိုမျိုးကိုဒီ KG နေနဲ့သူ့ကိုကျွန်တော်တို့ live live weight champion နဲ့ကျွန်တော်မြင်ကျင်ခဲ့ကြတဲ့ပြည်သက်တွေလည်းပြည်သက်ခိုင်မှလည်းရှိတယ်ပွဲတိုင်းလည်းကောင်းတယ်သူကိုယ်တိုင်ကလည်းအမြန်100%ကျွန်တော်တို့ပေးနိုင်တယ်ပေါ့ဒါပေမဲ့ဒီအဲ့စစ်သူမရှိဘူးပေါ့ဟုတ် KG ကအကွသူ့ရဲ့ fight IQ ကိုလည်းကြိုက်တယ် KG ကအတွက်အချက်လည်းကောင်းတယ်ကစားလာလည်းကောင်းတယ်ဒါပေမဲ့ KG ဟာဟိုဘယ်လိုကောင်းမလဲ something missing ပေါ့တခုခုတော့သူလိုအပ်နေတယ်အဲ့ဒီအတွက်လိုအပ်တဲ့ aura သူ့မှာမရှိဘူးဟို KG ကိုအကွအောက်တော့ marker shot တက်လာတဲ့အချိန်ကိုလို့ အခုဆို hands up ဟိုကြည့်ရင်သူက aura တစ်ခုရှိတယ်အချိန်ချင်းမှာသူဖြစ်လာနိုင်တယ်လို့ကိုခံစားရတယ်အဲ့ဂေဂျီကကျတော့ဟိုသူကန်ဆိုးရလည်းပါတော့လေသူကအကောင်းဆုံးအချိန်တော့ခါပြီးတူဟုတ်ကဲ့တန်လည်းရောက်လာလည်းပါတော့ဒါပေမဲ့ဂေဂျီကအခုကျတော့လည်းအသက်အရွယ်အရာထပ်ပြီးတော့မဖြစ်နိုင်တော့ပါဘူးကောင်းတယ်ကျွန်တော်တို့ကကောင်းသူ praise တော့ကိုအများရန် performance ကောင်းကိုပြတယ်ဖြုံပြီးနေကြည့်ရတာတန်တယ်တကယ်ဘယ်လိုကမှ fan to watch ဆိုတဲ့ player မျိုးအဖြစ်ကိုတော့အများရန်လည်းမမှီနေလေနောက်သူ့ရဲ့ fight IQ ပေါ့နော် ကေဒီကိုသူကကျတော့မလိုက်တဲ့ကစားလို့ပြင်တယ်အပေါ်တော့အလိုမတင်ဘူးကေဒီအတွက်ချက်ကယ်ကူလေးတီးဟန်ကောင်းတယ်ကစားအောင်လို့ပဲဒါပေမဲ့ဟိုထားပါတော့သူရှုံးတဲ့ပွဲတွေလည်းရှုံးတယ်ပေါ့ဘာကြောင့်လဲဆိုတော့ဟိုကာဗစ်တူလို့အစင်ကိုသူရောက်သွားနိုင်တော့တဲ့အနေအထားပုံမှန်မရှိဘူးဟောဟိုဒီတော့ကလုံလောက်ပါတယ်အကိုတို့သူအများကြီးပြုံးမှုပေးခဲ့တယ်ဆိုတော့သူကျေနပ်တယ်လောက်ပဲပြောရမှာဟုတ်ကဲ့ကိုဒါ main gate တခြားပွဲတွေမှာတော့ကျွန်တော်တို့အများကြီး ပြောကြမရှိခဲ့ပဲနဲ့ဒါဟိုပထမဆုံး main cap ပထမဆုံးပွဲမှာဟုတ်ပထမဆုံးပွဲမှာတော့ဒါ spinning back kick နဲ့မကြည့်လေအဆုံးသက်တာပဲရှိရအများဟုတ်ကဲ့ပေါ့ပြီးတော့ဒီ common ဘက်ကျွန်တော်ဂျာအလုပ်တွေလည်းရှိတယ်ဟုတ်ကဲ့ပေါ့အဲ့တော့ကျွန်တော် Joshua Van ပေါ့နော်ပြည်သက်တွေလည်းဒါအရင်စိတ်ဝင်စားခဲ့တယ်တကယ်လဲကြည့်ရတာတန်ခဲ့ပြီ Joshua Van အနေနဲ့တကယ်ကဘာစင်စွမ်းဆောင်ရည်မျိုးကိုပြခဲ့တာကိုလည်းတွေ့ရတယ်အဲ့တော့ Joshua Van ရဲ့စွမ်းဆောင်ရည်ပေါ့တစ်ဖက်ကဒီပြိုင်ဘက်ကလည်းတော်တော်လေး ကောင်းတဲ့ level မှာရှိတဲ့ပြိုင်ဘက်ဆိုတော့ကျွန်တော်တို့အဲ့အဖွဲလေးအကြောင်းလေးဆက်ပြီးတော့ပြောလိုက်အောင်ပေါ့ဟုတ်ရဟို strong grappling player ပေါ့နော် grappling အရင်ကောင်းတယ်ပြီးတော့ဒီပြောစီမှတ်တမ်းပေါ့နော်ဒီ MMA record ဒါ7ဘွဲ့နဲ့6ဘွဲ့မရှိတော့အမှအဲ့7ဘွဲ့မှာ6ဘွဲ့ခါဒီအဲ့လိုပဲဒီ grappling နဲ့ ground fight နဲ့ပဲနိုင်ရတာပဲဆိုတော့ဒီကစားသမားတူပြီးတော့တော်တော်များများတော့ကျော်ကျော်ပန်ကတန်တယ်ပေါ့နော်ဒါပေမဲ့အခုမြင်ရတော့ဟိုကောင်ကိုတန် ါပေမဲ့ကျိုးရွှေဘန်ကပူညံကောင်းလို့တွတ်တာဟုတ်ကောပူညံကောင်းလို့တွတ်တဲ့အပြင်ကိုနောက်တစ်ချက်ကဘာလို့ဆိုအားပြောင်းအားလွဲနေထွက်သွားတဲ့ပုံစံမျိုးလေးကိုကိုတော့တွေ့ရတယ်ဒါအခုတူဦးရဲ့နေပါနော်ကျိုးရွှေဘန်အနေနဲ့ပြန်ဘက်ထပ်တန်လို့အထုံးမခံရတာမဟုတ်ပဲနေလိုအပ်တဲ့အချိန်မှာဟိုလွတ်ပေါက်ရှိတာနဲ့တစ်ချင်းသူရုံးထွက်နိုင်တဲ့ဒီအာရုံစူးစိုက်မှုအားကောင်းတာတတိအားကောင်းတာတက်ကြရေးအားကစားမှာအဲ့တတိအရန်အကြီးကြီးအဲ့တတိကပြောရင်တွေ့ရတော့ကိုယ်ပြန်နေကြိုက်တော့អော်နေတော့ကောင်းနေကိုရောက်မလာ တော့တကယ်တကယ်ကစားတဲ့အခါကျရင်အကုန်လုံးမှေ့သွားတတ်တယ်ဒါပေမဲ့ကျောကျောဖန်ဟာအပြင်ကအတန်တော့သူ့ဘလို့ on နေလဲအကုန်မသိဘူးအဖိုးတိတော့တော့သူ့အပြင်ဆုံးဖြတ်သွားတဲ့အလုပ်တွေကအရန်အကောင်းတော့ဘလို့တွေ့ရတယ်ဆိုတော့ဒီပွဲမှာပုံဒါထူးထူးခြားခြားကြီးပေါ့နော်ဟိုဟွာပြောမယ်ဆိုစီဂျူဒူတို့လို့ကစားသမားတွေပြီးတော့ DC တို့လို့ကစားသမားတွေကအစားသူ့ကိုချီးကျူးသွားတယ်သူ့ရဲ့ထိတ်ကောင်း defense ကိုဒါကကဘာကြီးရဲ့ legend တွေဆက်ပြီး MMA ရဲ့ legend ဟုတ်ပါဘူးအဲ့ legend တွေဟာကျောကျောဖန်ကိုသတိပြုမိသွားတယ်ကျောကျောဖန်ရဲ့ထိတ်ကောင်း defense techniques တွေကိုပြီးတော့ intelligence ကို fight IQ ကိုကြီးကြီးသွားကြတယ်ဆိုတာကတော့အပေါ်တော့ခိုးယူတာပေါ့ဟုတ်ပဲပေါ့တကယ်လဲ take down defense percentage ကတော်တော်ကြီးကိုမြင်တာကိုကျွန်တော်တို့မြင်ခဲ့ရတယ်နော်ဟုတ်ကဲ့အဲ့ဒီ percent ကဟိုဒီ၅၅ချိန်လောက်ကိုလောက်တာမဟုတ်ဘဲနဲ့သူလောက်သွားတဲ့အချိန်ကြီးကအချိန်20မှာ18ချိန် take down defense လောက်ဟုတ်ကဲ့အဲ့ take down defense လောက်တဲ့အခါမှာအဲ့လောက်တဲ့အခါမှာတချို့ဟာတွေကအများကြီးတော့မှသူမယုံလိုက်ရဘူး ော်နော်ဟုတ်ဟိုဆိုရင်မကလိုက်ရအောင် avoiding မလုပ်လိုက်ရအောင်တချို့အရေကတော့တကယ်ဟို technically ဟိုအသေးစိတ်ပြောရရှိတယ်နော်ထိတ်ကောင်းဖက်ဖက်လုပ်တဲ့အခါမှာသူ့မှာတင်းရွှန်းရွှန်းလန်းရှိပြီးသားဟိုမလုံနိုင်ခြင်းမလုံနိုင်ခြင်းကကြတော့ပြန်ဖက်ရဲ့တာမာမှုတွေလင်မြန်မှုတွေတော့ဆိုင်တာပေါ့အဲ့ဒီအတိုင်းတော့သူအပြည့်အဝလုပ်သွားနိုင်မှာတွေ့ရတယ်သူ့ရဲ့ outbound base ကိုသူ widening လုပ်နိုင်တယ်အပြည့်ရင်ဒီတိုင်ဖက်ရဲ့ခန္ဓာကိုယ်ပေါ်သူ့ရဲ့ခန္ဓာကိုယ်ကုလုံး force အလေးချိန်ကုလုံး တင်လိုက်နိုင်တယ်အဲ့လက်တွေပြုတ်သွားအောင်လို့သူလုံးနိုင်တယ်အဲ့တော့ဒီအချက်တွေတွေ့ရဒါလည်းသတိနဲ့ဆိုင်တယ်တစ်ချက်ပဲအဲ့လိုဝင်လာတဲ့အချိန်မှာဟိုဘယ်လိုခေါ်မလဲအယ်ဒိုလို့ဆိုအရင်ကောင်းတယ်ဟုတ်ကောဝင်လာတဲ့အချိန်မှာဒူးတိုက်ပြီးသွားပြီးတတိထိုးသွားပြီးဟုတ်အယ်ဒိုကတော့နောက်ထပ် next level ပေါ့ကွာအဲ့အဆင့်တော့မရောက်ပြီမင်းအကွာတော့အရင်ဒါဒါလည်း elite အလွာဒါ take down defense ကိုပြောလို့ရတယ်အဲ့နောက်ကအခုအမှန်တော့ဘာမှလည်းတော့မသိဘူးကွာအခုဘုံမှာတောင်းပါပဲလောက်မှာဒီ UK match တွေတော့တာပြီးမှပြလာတော့ပြောလိုက်ပြီ ကဘာကြီးမှာ take down defense percentage အမြင့်ဆုံးပေါ့နော်10ဘွဲ့အထက်ကစားသမားတွေထဲမှာဒါကမာရိုအိုစမန်ကနံပါတ်1အဆင့်မှာရှိတယ်97.3% take down defense ကပြီးရင်ဒုတိယနေရာမှာကကျွန်တော်ဂျုံရှိတယ်ပြီးတော့တတိယနေရာမှာက Israel အတက်ဆန်းရရှိဒီကစားသမားပြီးတော့ GSP ရှိတယ်ဆိုတော့အဲ့မှာအတက်ဆန်းရနဲ့ GSP ရဲ့နှုတ်ထက်အခုဒီဘွဲ့မှာပြည့်ရ85% take down defense ကပိုပြီးတော့မြင့် ဟိုဘယ်လိုပေါ့နားလည်မှုမလွဲသေးကျင်တာကဟိုက career တစ်ချောင်းလုံးအကျိုးချပန်ကတော့ဒီတပွဲလေးပေါ့ဒါပေမဲ့ဒီအနှုံးအတိုင်းဆက်ပြီးလုပ်နိုင်တော့သူလည်းအဲ့အပါလေးရောက်မှာပေါ့ဒါဒီတပွဲလေးအနေနဲ့ဆိုသူက peak ဟာ85%အထိရောက်ခဲ့တယ်ဟိုအိုမာကတော့97%က career တစ်ချောင်းလုံးဒီကမာရူအူစမန်ကပြီးတော့ဂျွန်ဂျွန်စက95%ပြီးတော့အေဇရီအတီဆန်ညာ78ပြီးတော့ GF 75ဆိုတော့ဒီနှုံးနေမှာအတီဆန်ညာတို့ GF တို့ရဲ့ career အထက်သူ့ဒီတပွဲကကွာမြင့်တာ တကယ်တမ်းကျတော့တပွဲတော့တပွဲချင်းတော့ပါအဲ့လိုမျိုး85%တို့ပါတော့ရောက်ဖို့ဆိုမလွယ်ဘူးအဲတခုရှိတာကအားစူးစမ်းမှုအရင်ကောင်းတယ်ဒီအချက်ကိုလည်းအရင်အလေးနဲ့ထားပြင်ဆင်ထားရင်တော့ရောက်နိုင်တော့အဲအခုဒီ Ferrara Alfarra ဆို TikTok တစ်ဖက်100%ရပါတယ်ဟုတ်ကဲ့ခုနကကျင်းကိုခုနကကျင်းလုံးကောင်လို့ပါတယ်အဲ့ဒီခါကိုသူအရင်အာအပြုဒီလေ့ကျင့်ထားဖို့ရတယ်ဒါပေမဲ့အဲ့ဒါကိုလေ့ကျင့်ထားခြင်းဟာသူ့ကိုဒီဘယ်လို comment ဆို attacking time တွေကိုပျောက်ပျောက်ဆုံးသွားစေတယ် defense ကလည်းအရင်ဆိုင် ကျော်ကျော်ဘန်ကတော့ဒါသူ့ဒီသူ့တန်းတဲ့သူပေါ့လေဟုတ်ကဲ့တန်းတဲ့သူမှာဒီတိုင်းဘက်ကိုသူ့စီလာ striking တကယ်ဒီ perform လဲ clean shot လို့ပြန်ပြီးပို့လာတာဖြစ်တာဟုတ်ကဲ့ကိုအာဒီ wrestling နဲ့ပတ်သက်တဲ့ဒါသူ့တဆာမွေးပွဲလို့ပြောရမှာပေါ့နော်သူကိုယ်တိုင်လည်းဒီ wrestler ဖြစ်နေရတဲ့သူကြိုးဆိုရယ်ဆိုပြီးတော့သူပြောခဲ့ရဆိုတော့သူဒီအာကိုလောက flying colors ဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့သူ့ရဲ့တကယ်သူ့ရဲ့ game ဖြစ်တဲ့သူ့ရဲ့ stand fight သူ့ရဲ့ဒီလက်သီးချက်တွေပေါ့နော်လက်သီးချက်တွေမှာကျွန်တော်တို့အချက်လက်အားဖြင့်လည်းသူကတော်တော်လေးကြောက်ဖို့ကောင်းပြီးတော့ဒါ significant a lander strike ပေါ့နော်ပါမိနစ်မှာသူအကောင်းဆုံးပဲအကောင်းဆုံးပဲဆိုတာကိုဒါအထက်လက်ရတွေ့ရတယ်လို့ကျွန်တော်တို့မျက်မြင်လဲတကယ်ကို gain နဲ့မှလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုမြင်လဲပြီးတော့ကျွန်တော်တို့အမ်ခါလေးကျတော့ဟို predict ရ finish လို့ကျင်တာပေါ့နော်အဲ့တော့ဟိုဒီကျောလည်း finish ရသင့်တယ်လို့တွေ့တယ်ပေါ့အဲ့တော့အဲ့အပိုင်းနဲ့ပတ်သက်ပြီးသူသတိထားတာကျွန်တော်တို့မြင်ခဲ့ရအဲ့တော့ဒီအပိုင်းလေးလည်းပေါ့ရှင်းပြပါဦးဟုတ်ပါအဲ့ဒါ finish က point လို့မရဘူးဟုတ်ကဲ့ဘာလို့ point လို့မရဘူးလဲဆိုတော့အဲ့ဒါကဘာလဲဆိုတော့ဒီဟို tennis မှာဆို championship point လို့ရအောင် ဟုတ်ကောဆိုတော့ဒီ challenge point ကိုရောက်နေပြလာဥမာဒီနောက်ဆုံးအချိန်မှာ angle ကလည်း curve ကိုသားသွားတဲ့အခါကျတော့ကို result ကိုဒီ champion ဖြစ်တော့မှာဟုတ်ကဲ့အဲ့ဒီဟာကိုထိန်းသွားအတော့ကြပန်အနေနဲ့လေအဲ့ဒီတော့ကောက်လို့မရဘူးဟုတ်ကဲ့အခုတော့ဒါကြုံလို့ထည့်ပြောရရင်သွတ်သွင်းဝင်လိုက်တယ်ဒီဆုံးလုံးပဲပွဲပြန်တွေ့လို့ပြန်မေးကြည့်တယ်ဈေးကြီး၅ကြီးကြာသွားတယ်ဘာလို့ကြာသွားလဲ ထမတစ်ချီနှစ်ချီသုံးချီပုံစံကောင်းနေတာလည်းဆက်ဖိလို့မရဆက်လိုက်လို့မရဘူးလားဆိုတဲ့အခါကျတော့ကျွန်တော်မင်းရဲ့ကောင်းတာကိုကြောက်တယ်သူတော်တော်ထိတယ်ဟုတ်အဲ့တော့နိုင်ငံသားလည်းပေါ်ဖြစ်သူတုတ်ကြောက်တာကျွန်တော်မင်းရဲ့ပါဝါလည်းအကြီးဘူးဆိုတော့အဲ့ခါကျတော့တစ်ခါတလေကြတော့လေအစည်းအဝေးနဲ့ကျင်းလိုက်ရတာရှိတယ်ရောရောပန်းအနေနဲ့လည်းမလိုအပ်ပဲနဲ့မစွန့်စားတာကောင်းတယ်ဟုတ်ကဲ့အရေးကြီးတာက record ထဲမှာနိုင်နိုင်နေဖို့ဟုတ်ကဲ့ဟုတ်ကဲ့ပို့အပြည့်တော့ဒီသူ့ရဲ့ဒီအာ striking နဲ့ပတ်သက်ပြီးတော့အခု striking နဲ့ပတ်သက်အဲ့ဒါလည်းထပ်ပြောအောင်သူကရင်းဖို့လို့ bike ဖြီလို့ပြတ်သွားမဲ့ဟိုဘယ်လိုခေါ်မလဲခဏရင်းမျိုးမဟုတ်ဘူးဟုတ်ပါဘူးဆိုလိုတာကဟိုဘက်ကယာရင်နေပြီးပြိုနေပြီးဆိုတဲ့အနေသားမဟုတ်ဘူးဟိုမှာလည်းအလန်းဟုတ်ပါဘူးသူတို့ရဲ့ဒီ cardio သူတို့ရဲ့ pace ဟာနှစ်ယောက်စလုံးကတကယ်ပွဲကောင်းပါဟုတ်ပါဘူးနှစ်ယောက်စလုံးကနောက်ဆုံးအချိန်ထိအလန်းပြန်တယ်သူတို့ရဲ့ power တွေကိုသူဖြည့်တာပြီးတော့ပေါင်းကတ်တာပါအဲ့မှာမှ George Van Den ကတည်တယ်လေဒီ plane strike အများကြီးအများကြီးရတယ် significant strike တွေ landed အများကြီးရှိလာတဲ့အတွက်ဒီကောင်ထိန်းသွားတာပဲဒီနှစ်ချီမှာသူဒါကတော့အကွာဘယ်ဘက်ကိုသွားလဲဆိုတော့ fight IQ ဘက်ကိုသွားတယ်ဟုတ်ကဲ့တကယ်လိုအပ်တဲ့အရာဟုတ်ကဲ့ကိုအဲကျွန်တော်တို့ဒီခုနကကျွန်တော်တို့ပြောသွားတဲ့ပွဲတွေမှာဆိုရင်လည်းကျွန်တော်တို့ fight IQ အပိုင်းအောင်ကျွန်တော်တို့အများကြီးမြင်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မာ fighter တွေအနေနဲ့လည်းဒီအမှတ်နဲ့ကစားတဲ့ဒီနိုင်ငံတကာပွဲတွေကိုကစားနေပြီပေါ့နော်အဲ့တော့ဒီလိုပွဲတွေကကျွန်တော်တို့ဘယ်လိုမျိုးဟိုဒီ point taking နဲ့ပတ်သက်ပြီးတော့ပြီးတော့ဒီလိုမျိုး ခြားသော idea နဲ့ပတ်သက်ပြီးဘာတွေယူလို့ရမယ်လို့ပို့ထင်လဲပို့အဲ့ဒါတော့ဟိုပြောလို့ဆိုတော့အလုတ်ခတ်တယ်ပေါ့နော်ကိုတို့ဒါတော့ကိုယ်နဲ့ပြောရင်ဘေးရလို့ပြောတာလို့ပြောရင်အမြန်မာကစားသောင်းတွေအနေနဲ့ technically အသာသီးရဖို့ပေါ့နော်ဒီသူ့ရဲ့ဒီ technical ဒီ assets တွေကိုမြင့်တင်ဖို့အတွက်ကဟိုခတ်ပါတယ်အားလုံးတော့အခြေခံအကြောင်းပြရမတူကြဘူးဟုတ်ကဲ့မတူကြတဲ့အတွက်ခတ်တယ်တော့နောက်တော့မြန်မာကစားသောင်းတွေရဲ့စိတ်ထဲမှာကတို့အတေကောင်းတဲ့ဝင်နေတာပါလဲဆိုတော့အလဲမပြုတ်နိုင်ဘူးရှုံးသွားနိုင်နေဆိုတာ ော့လက်တွေ့မြင်တယ်မှာလည်းအဲ့ဒါတကယ်လည်းဖြစ်တဲ့အတွက်ဟိုအများကြီးတော့တွားယူမရဘူး။ဒါပေမဲ့သူတို့ဘာလို့ယူလို့ရလဲဆိုတော့ Joshua Ben ရဲ့ဒီတတိတွေဒါသူတို့လေ့လာလို့ရတယ်။ Joshua Ben ရဲ့အခုအဲ့လိုပြောလို့ Joshua Ben ကကမ္ဘာ့ချန်ပီယံဖြစ်လာလို့ဆိုတာမျိုးဟုတ်ပါဘူး။ Joshua Ben ဟာတိုက်ခိုက်သမားကောင်းဆိုတာလုံးဝပြေးတာ။ဟုတ်ပါဘူး။ဒီကမ္ဘာ့သမားကောင်းသူ့ရဲ့ဝိသေသသူ့ရဲ့ characteristics တွေကိုလေ့လာလို့ရတယ်။ Joshua Ben ရဲ့ဒီ performance ဆိုတော့ pace ကိုလေ့လာလို့ရတယ်။ပညာကြီးလို့ရတယ်။ ဂျိုရှွာဗန်ရဲ့ forward တွေကိုလေ့လာလို့ရပြန်လို့ရတယ်ပြီးတော့ concentration ဒီတကယ် traveler ကောင်းတူကိုအဲ့လောက်ထိ take down defense လုပ်နိုင်တယ်ဆိုတော့ game နဲ့က concentration အပြည့်နဲ့ game နဲ့မှာ influence မှုအပြည့်သတိအပြည့်နဲ့တားနိုင်တယ်အဲ့ဒီသတိက game ထဲမှာအဲ့လိုမျိုးရှိနေလို့ဆိုတာကတကယ်တိုက်ဆိုင်တယ်ဒီမှာကောင်း piece မှာပဲရှိတယ်တချို့မျိုးကကစားသမားလေးတွေကအဲ့သတိအားနေတာတွေ့ရတယ်ဆိုတော့ဒါတွေတော့ပြင်လာရည်ရှိတယ် ဟုတ်ကဲ့ကိုဒါအခုကျွန်တော်ကြည့်ခဲ့ရ USC 313နဲ့ပတ်သက်ပြီးအခုဘာအထပ်ပြောချင်တာရှိအောင်မလဲခင်ဗျာမရှိပါဘူးဟိုတကယ်ဟိုပြည်ကျင်းနဲ့နဲ့ပြီးကြည့်လိုက်ရတယ်ပြည်ကျင်းနဲ့တပွဲတွေလည်းပေါင်းတယ်ပြီး Alex Pereira ကလည်းဟိုဒါ Anchor Left ကိုသူရှုံးသွားပြီဆိုနေသူတကယ်ကစားသမားကောင်းတစ်ဦးဆိုတာတော့သူတက်တည်ပြနိုင်ရတယ်ဟုတ်ကဲ့ပြီးတော့ဒီချန်ပီယံဆုကိုပြဆိုင်ပေါ်ပြီးသူပြန်ရနိုင်ကြည်လည်းရှိတယ်အဲ့တော့ဒီပွဲမှာတော့သူလောတာထပ်ပို့ပြီးတော့နည်းနည်းစိုးရင်တိမ်ပြန်ခဲသွားလို့ထင်တယ်သူစီကဖတ်တဲ့လောက်မှာဖတ်ဘူးအဲ့ဒါတစ်ချက်ပေါ့နော် ော်ကျော်ဖြာဗန်ရဲ့ performance အတွက်တော့ဝမ်းသာရုံမကောက်ဘူးဘုံလေးကြီးလေပေါ့ UFC လေးเนาะဒါကဘာပေါ်မှာဒီထိမြင့်နေတိုက်ရှိတော့ဒီလိုရှိတော့ဟုတ်ပဲเนาะအဲ့လိုနဲ့ပတ်သက်ပြီးတော့ဒီမှာသူဒီလို performance ပေါင်းပြတာပြီးတော့ကမ္ဘာဒီ legend ကြီးတွေစီကနေပြီးတော့ချီးကျူးမှုเนาะခံခဲ့ရရခဲ့ရတဲ့ ဟုတ်ကဲ့ကိုဒါဟိုဟိုအပေါ်သုံးသက်ပေးသွားတယ်တော်တော်လေးပြည့်စုံနေပါပြီဒါပိတ်သက်တွေအနေနဲ့လည်းကျွန်တော်တို့ရဲ့ USC 313နဲ့ပတ်သက်တဲ့ signature ကိုကျင်းတဲ့အားလည်းမယ်လို့ပြောလင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်အစီအစဉ်လေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ